မောက်မယ်မြို့နယ်၌ရှင်သာမဏေများအားကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေခရိုင်မောက်မယ်မြို့နယ်တွင် ရှင်သာမဏေများအားကျန်းမာတန်ဆွမ်းစေရန်နှင့်ကုသရောဂါတို့မှကင်းဝေးစေရန်အတွက်ရည်ရွယ်၍အသက်15နှစ်အရွယ်ရှင်သာမဏေများအားဝက်သက်နှင့်ကြိုက်သိုးယောဂါကာကွယ်ဆေးနှင့်ဂျပန်အုံနောက်ရောင်ယောဂါကာကွယ်ဆေးထိုးနှံခြင်းကိုယနေ့နဲ့၈နှစ်ခွဲက အောင်မင်္ဂလာသာသင်တိုင်းနှင့်ပရိယတိပါရကအကြောင်းကြီးသာသင်တိုင်း၌ထိုးနှံပေးခဲ့ကြောင်းသိရှိရပါသည်ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာမြတ်မြတ်တန်၏ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာတာဝန်ကျသားဖွားဆရာမများသူနာပြုဆရာမများကရှင်သာမဏေအမည်စင်းရေးသွင်းခြင်းကိုဘူးချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး အသက်၅နှစ်အောက်ရှင်သာမဏေများ ဝက်သက်နှင့်ဂျိုက်တိုယောဂါကာကွယ်ဆေးနှင့်ဂျပန်အုံနောက်ရောင်ယောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ခမညာ